အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ရေးပေါငွေလူနဲ့မိတ်ဆွေများတို့ချက်ချင်းအကျိုးပေးစီမဲ့ဂါရာစင်လေးနဲ့မြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ငွေကြီးအလုတ်ကိုင်းနေအဲ့တော့ဆင်မပြေတဲ့မိတ်ဆွေများ ဲ့တော့စားရီတော်ရီနေထိုင်အဆင်ပြေတဲ့မိတ်ဆွေများတို့အရန်ကိုအဆင်ပြေတဲ့ခါရာစီလေးပဲဖြစ်ပါတယ်ဗျ။အဲ့တော့ကျွန်တော်တို့အလုတ်ကိုင်းနေအဆင်ပြေတဲ့ငွေကြီးတွေအဆင်ပြေလာစေမယ်လက်လက်ပတ်တွေပေါများလာစေတဲ့ပေးမယ်ကံမဲ့သူတွေဆောင်းဆောင်မဲ့သူတွေကုညီမဲ့သူတွေပေါများလာစေမယ်ခါရာစီလေးပဲဖြစ်ပါတယ်။အရန်လွှဲပါတယ်ဗျ။ကျွန်တော်တို့တွေမိတ်ဆွေများတနင်္ဂနွေသားသမီးဆိုတဲ့တနင်္ဂနွေနေ့မှာလုံမယ်။တနင်္ဂနွေသားသမီးဆိုတဲ့တနင်္ဂနွေလေးမှာလုံအင်္ဂါနေ့အင်္ဂါသားသမီးဆိုတဲ့အင်္ဂါနေ့မှာလုံလို့ရပါတယ်ဗျ။မဟုတ်ဗျာကျွန်တော်တို့ကအခုချက်ချင်းအရေးကြီးနေဆိုလို့ရှိရင်လည်းချက်ချင်းထပ်လွှဲလို့ရပါတယ် မနက်ပိုင်းလေးဖြစ်ဖို့တော့လိုပါတယ်အဲ့တော့မနက်စောစောလေးမှာအိမ်မှာရှိတဲ့ဖះကို copy ပူပူလေး၃ခွက်ကတ်မယ်ပြီးတော့ကိတ်မုတ်၃ခုကတ်မယ်အဲကျွန်တော်တော့ကိတ်မုတ်ကိတ်၆ရပါတယ်ကျွန်တော်ကိတ်မုတ်ကတော့နေရာနဲ့ကိတ်မုတ်လေး၃ခုကတ်လိုက်ပြီးတော့ Sunday ကတော့နှစ်ထုပ်လောက်ဖြောပြီးတော့၃ခွက်ခွဲလိုက်ပါတယ်အဲ့တော့မိတ်ဆွေများတဲ့အစီအမေတဲ့ copy ကတ်လို့ရပါတယ်ဘာ copy နေနေရပါတယ် copy ပူလေး၃ခွက်ရဲ့ကိတ်မုတ်၃ခွက်ရဲ့အိမ်မှာရှိတဲ့ဖះကိုကတ်မယ်ကတ်ပြီးတော့ကျွန်တော်တို့ဒီဂါရာကို နစနခုနခေါရွတ်မယ်အရဟံဗုဒ္ဓောအရဟံအရဟံဗုဒ္ဓောဘုဒ္ဓတာကုဏတေဇာတာတဝတိတိလာဘမေဘဝိတတိအရဟံဗုဒ္ဓောအရဟံအရဟံဗုဒ္ဓောဘုဒ္ဓတာကုဏတေဇာတာတဝတိတိလာဘမေဘဝိတတိအရဟံဗုဒ္ဓောအရဟံအရဟံဗုဒ္ဓောဘုဒ္ဓတာကုဏတေဇာတာတဝတိတိလာဘမေဘဝိတတိဆိုပြီးတော့ခါရာကို29ခေါက်ယူလိုက်မယ်29ခေါက်ယူပြီးပြီလို့ရှိရင်တော့ပြီးပြီပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ပတ်စံအိတ်ထဲကိုတက်ခဲတဲ့တလုံး ထည့်ထားဖို့လိုပါတယ်တက်ခဲဆိုတာဟိုတက်ခဲအေးအေးသုံးလုံးတက်ခဲအသေးလေးနော် အသေးလေးဆိုရပါတယ်တက်ခဲတစ်လုံးအစ်စ်ဖြစ်ရမယ်အာအာအပြည့်ဖြစ်အာပြည့်ပြည့်နေတဲ့တက်ခဲအစ်စ်လေးဖြစ်ရမယ်အဲ့ဒီထဲလေးကိုကျွန်တော်တွေကိုယ့်အဲ့ကိုယ့်ရဲ့ပတ်စံအင်းထဲမှာရှိတဲ့အဲ့ပတ်စံတွေကိုအဲ့တက်ခဲအစ်စ်နဲ့ခောက်နည်းလေးတိုးထိပေးမယ်ပေါ့ဗျာအဲ့တော့ပုတ်ပေးမယ်ရတယ်ပုတ်ပေးလဲရတယ်ကျွန်တော်တွေတက်ခဲရအာပြည့်ဆိုတော့ကျွန်တော်တွေဒီအာပြည့်အာပြည့်ဖြစ်နေတဲ့ တက်ဓာတ်တွေကိုဒီပတ်စံကိုကူးသွောင်းအောင်လို့ကျွန်တော်တို့ကိုပတ်စံတွေမှာရှိတဲ့ပတ်စံတွေများလောင်လို့အားရင်းတွေဖြည့်ဖြည့်ပြီးတဲ့ဘောပေါ့နော်အဲ့ဒါကိုဟိုတက်ခဲတဲ့တလုံးကိုပတ်စံတွေမှာရှိတဲ့ကိုယ့်ရဲ့ပတ်စံတွေကိုလိုက်ပြီးတော့ပုတ်ပြီးတိုက်ပြီးမယ်ပြီးဆိုတော့နဲ့အဲ့တက်ခဲအစ်စ်လေးကိုအိတ်ခက်ထဲမှာထည့်ဆောင်နိုင်မယ်အဲ့ဒါကိုတပတ်တိတိလုပ်မယ်တပတ်ပြည့်သွားတာနဲ့အဲ့တက်ခဲကိုပြန်ထုတ်လိုက်မယ်နော်တပတ်ပြည့်သွားတော့တက်ခဲကိုပြန်ထုတ်ပါအဲ့တော့ထုတ်ဖို့တော့ မမေ့နိုင်ဘူးเนาะတော်ကြတက်ခဲအာကုန်သွားတာဖြစ်ဖြစ်ဖြစ်ဓာတ်ပြတ်သွားတာဖြစ်ဖြစ်ဖြစ်သွားရင်ကျွန်တော်တို့ပတ်စံနေတယ်ပျောက်သွားမှာဆိုရလဲဒါကြောင့်မလို့ခုနှစ်ရအတွင်းမဲ့အဲ့တက်ခဲကိုထဲထားမယ်ခုနှစ်ပြီးရင်เนาะကျွန်တော်တို့ပြန်ပြီးတော့ထုတ်ထားလိုက်ပါဗျာ ။အေးကိုကျွန်တော်တို့9ရက်တိတိကတ်ပေးဖို့လိုပါတယ်။မနက်စောစောလေးကတ်ပါ9ရက်တိတိကတ်မယ်။အဲ့တော့ကျွန်တော်တို့အဲ့9ရက်တွင်းမှာပဲအဲ့အဲ့တက်ခဲလေးနဲ့အိုင်အားသလိုပတ်စံလေးလို့ပို့နေပါ။9ရက်တိတိပေါ့နော်9ရက်ကြော်တော့တာနဲ့တက်ခဲလေးကိုထုတ်ပြီးကြဲတဲ့နေရာပြန်သုံးလို့ရတယ်။အဲ့တော့ coffee နဲ့ game book ကိုလည်းကော့ကိုကတ်ပြီးကော့ကိုပြန်စွန့်စားလို့ရပါတယ်နဲ့ကော့ကိုစွန့်စားနော်။ကော့ကတ်မယ်ကော့ကိုစွန့်စားမယ်။စက်တကြော်တော့ကျရင်ကော့ကိုပြန်စွန့်စားလိုက်ပါဗျာ။ โอเคဒါဆိုလို့ရောပြီးပြီအဲဆက်လုပ်တဲ့နေရက်နေစပြီးခုနှစ်ရက်တွဲမှာထူးခြားစွာငွေတွေဝင်လာမယ်လက်တွေပွင့်လာမယ်အလုတ်ကိုင်းခွန်းလန်းတွေပေါ်ပေါက်လာမယ် အပိဆိုအတားစီတွေအားလုံးပွင့်သွားစီမဲ့တခါကြလို့ရှိရင်ငွေတဲ့ကိုယ်စီရောက်เสียရှိတယ်။ဒါမဲ့ရောက်မလာဘူး။ဂျာထဲမှာကြန့်ကြနေတယ်။အကြောင်းမျိုးတွေရှိနေတယ်။တချို့ဆိုရင်ဟိုပြပငွေလေးလွှဲလိုက်တယ်။ဒါမဲ့ကိုယ်စီရောက်မလာဘူး။အဲ့လိုမျိုးလေးငွေတွေကြန့်ကြနေရင်လည်းအလွယ်တကူရောက်လာစေတဲ့ရတာစီလေးပဲဖြစ်ပါတယ်ဗျ။ကဲတောင်းတမိတဲ့မိတ်ဆွေများများပေးလိုက်ပါတယ်ဗျ။ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးလည်းငွေကြေးလုတ်ကန်ဆင်ပေးကြပါစေ။အလူတန်းနဲ့လုံနိုင်ကြပါစေဗျ။ဆင်ပေးတဲ့လိုင်းဆွဲနေပြီးအပိကောက်ပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။